မနာကိုယ်ကိုစိုက်ပြီးဒီကလာဘုရားရှိမှဖြစ်စေကိုယ်ရာဘောမှဖြစ်စေစိုက်ပြီးကြည့်ပါဒါကလည်းသိနေပါလေးလေးပြောင်းဝင်လာလည်းသိနေပါဘုရားလည်းသိနေတဲ့အခါကျတော့ပြီးတဲ့စိတ်ကလေးကဘယ်မှမပြေးတော့မပြေးပါဘူးဗျဘုရားလည်းပြီးတဲ့စိတ်ကလေးဘယ်မှမပြေးတဲ့အချိန်ကျတော့ဟောဖတန်းသိဝန်းတိုင်းသိဖတန်းသိဝန်းတိုင်းသိ ဒီသိတဲ့စိတ်ကလေးဘယ်မှမပြေရဘူးတရားဓမ္မရဲ့ချိန်ဆောင်မှန်ပါပါဘုရားဝိပဿနာသာခန္ဓာကိုထောထောဝင်သိတာကလို့မှတ်လိုက်ချင်ပါဝိပဿနာသာခန္ဓာကိုဖတ်တဲ့လေလေဝင်တဲ့လေလေသိတာကစပါမှန်ပါပါဘုရားကောင်းပြီဤကဲ့သို့သိပြီးနေတော့9မိနစ်10မိနစ်တိုင်းတိုင်းဘယ်မှမိမိစိတ်ကလေးကမပြေတော့ဘူးလို့ဒီလိုကတော့ ကိုယ်စိတ်ကလေးကထိန်းလို့ဖြင့်ရပါလို့ဆိုတော့ထိန်းလို့ရနေရင်မတတ်တဲ့ခန္ဓာကိုယ်လေးကနေပြီးဒီကာလဘဝအောင်ကလေးလို့ပေါ်လာလိမ့်ဘုရားကရာကလေးလို့ပေါ်လာလိမ့်ဘုရားကပဲစိတ်ကလေးတစ်မျိုးသောကံပေါ်ကြတဲ့စိတ်ကလေးကိုပေါ်လာလိမ့်မယ်ပေါ်လာတဲ့အခါကျတော့သတ္တိဝင်သည့်စိတ်ကလေးကိုဖြုတ်ပလိုက်အောင်နေရတဲ့နေရာကိုလိုက်လိုက်ပါ အောင်ငယ်ရတဲ့နေရာကိုခွင့်ရတဲ့ဓမ္မတွေကလိုက်လိုက်တော့ဒီအောင်ငယ်အောင်ငါလေးရတယ်ငါကအောင်ငါမဟုတ်ဘူးခုမှဖောက်ပြန်ပြက်စီးပြီးပေါ်လာတာခုမှဖောက်ပြန်လာတယ်အဲ့ဒီဖောက်ပြန်လာတာလေးဉာဏ်နဲ့ကြည့်လိုက်ပြီးဆိုတော့ပြက်စီးတာလေးတွေ့တယ်ဘယ်လိုပြက်စီးတာလေးတွေ့တဲ့အခါကျတော့ဖောက်ပြန်ပြက်စီးတာဒုက္ခသစ္စာဖောက်ပြန်ပြက်စီးမှုသိတာကလောကီမဂ္ဂသစ္စာ ဒါလေးသိဥစွာဟောက်ပြန်ပြီးသေးတဲ့စိတ်ကလေးကဒကာဓမ္မတွေကဝိညာဘောမဉ္ဇဉ်နဲ့လမောင်ဘောလမောင်စိတ်ဘောကိုယ်ဝဟရယောက်သူကံဘောဟရယောက်သူမလိုက်နားရကောနားရလိုက်မျိုးလုံးတွေကမြင်စိတ်ကလေးဘောလမြင်စိတ်ကလေးရတဲ့ခုမှဘောလာဖြစ်ပြီးပြက်တာပဲဟောက်ပြန်ပြီးသေးတဲ့ဓမ္မလေးပဲလို့ဆိုပြီးဒကာဓမ္မတွေကလိုက်နေလိုက်လိုက်ပြန်မရှိပြန်ဘူးဗျဝိညာဉ်ကမှမပေါ်လာဘူးလို့ဆိုရခြင်း မနက်ကစိတ်ကလေးကိုဘယ်တော့ဝင်လဲသေးတဲ့စိတ်ကလေးနဲ့တွေ့နေတဲ့ဉာဏ်လေးကိုဟရိယဝတ္ထုဆိုတဲ့ဝင်တဲ့လက်လိုက်ပါဝင်တဲ့လက်လိုက်တဲ့အခါကျတော့ဒီဝင်ထဲမှာရှိတဲ့လေကိုထွက်အောင်အထုတ်တဲ့စိတ်လေကိုကျင်းကိုပြန်ဆွဲယူတဲ့စိတ်ကလေးနဲ့ခုလက်ရှိနေပါဒါလေးတွေဖောက်ပြန်ပြေးရှိတာပဲဒါလေးတွေဖောက်ပြန်ပြေးရှိတာပဲလို့ဃာမရေကညံနဲ့လိုက်နေပါလိုက်နေရင်မှတန်းတဲ့ကံ ဘုရားကရတဲ့ဒီနေရာအောင်နေဒီနေရာဆက်တယ်လို့ပေါ်လာပြန်လို့ရှင်တယ်အဲ့ဒီနေရာတွေလှဲ့လိုက်ဝင်းနေကလှဲ့ဝင်းနေရှိနေတာလေးကမရှိလည်းမရှိတော့ကြောင့်ရှုမနေပဲနဲ့ပေါ်လာပြန်လိုက်ပါမှန်ပါပါဘုရားတို့ပေါ်လာပြန်လိုက်ပြီဆိုမှဖြင့်ဘိဓဂာရမတွေဖြစ်ပြနေရှုရမယ်နဲ့ခွဲလို့ရသေးရဲ့မှန်ပါပါဖြစ်ပြနေရှုရမယ်နဲ့ခွဲလို့မရတော့ပါဘူး ဘောလုံးများတဲ့ဝါဒီတို့ဝါကျော်ဦးလာဝိရောလူစုတွေကဩမိမိစိတ်ဒီကားလို့ရှင်ချင်းဖြစ်တဲ့နောက်ကမဲ့ရှင်လိုက်နေပြီဆိုပြီးဝန်တာလိုက်ပါရောက်ကြာဘုန်းကြီးကဝန်တာခိုင်းပါလိမ့်မလဲလို့ပြောင်းတော့မေးလိုက်နော်မေးတဲ့အခါကျတော့ဖြစ်တဲ့နဲ့နိုင်နေလိုက်နေတော့ဖြစ်တဲ့မသိကိုရှင်းရင် ထိုင်နေနေတယ်လို့ယူရတဲ့ဒိဋ္ဌိဆိုတာမလားဘူးမလားပါဘူးဗျာဒိဋ္ဌိလာလို့ရှင်ဒီဘက်ကဖြစ်တဲ့ကိုဖြစ်တဲ့ကလို့မသိဘူးထိုင်နေနေတယ်လို့ယူတဲ့ဒိဋ္ဌိကလိုက်မလားပါဘူးဒါကြောင့်ဒိဋ္ဌိလာလို့ရှင်ဒိဋ္ဌိပါရံဆိုတာနောက်ကလိုက်လာမလားပါဘူးဒိဋ္ဌိဒိဋ္ဌိပါရံနောက်ကြတာပြိဿမောဟမရဘူးဒိဋ္ဌိအုပ်ချုပ်တဲ့ကံမလားဘူးမလားပါဘူးဗျာ ဒိဋ္ဌိဥစ္စာကံကတော့သူတို့မြေသေးနေသည့်ဆောင်းနိုင်တဲ့ဒိဋ္ဌိကြောင့်အပယ်လေးခါရောက်ရတယ်။ဒိဋ္ဌိကြောင့်ပဲရောက်ရပါလိမ့်။အော်ကံကနေအပယ်လေးပါးကိုခန္ဓာကိုယ်ပြစ်ချလိုက်တယ်ဆိုရင်ရောပါ။အဲ့ဒါကဓမ္မလေးသစ္စာနောက်ကမမလိုက်ဖိုင်းနေတဲ့အချိန်မှာဖြင့်ငါတို့ဒီကားလို့ဆိုရင်ဒိဋ္ဌိဖြစ်နေတယ်။ဖြစ်ပြက်ကိုခိုင်းနေရတယ်လို့ ယူရဒိဋ္ဌိကဖြစ်နေတော့ကြောင့်တခါကျော်ဒိဋ္ဌိပါရံလိုက်မလာဘူးဖြစ်ပြခိုင်းနေရတဲ့သင်္ခါရဒိဋ္ဌိဒါလေးအစွဲကြီးနေတာကဒိဋ္ဌိပါရံ၎င်းနောက်ကကံလိုက်လာတော့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံမဖြစ်ဘူးလားအဲဒီကာမဘဝဖြစ်เสียဇာတိဆိုတော့အပေလေးပါးဇာတိပေါ်လာတယ်ဒါကြောင့်ဓမ္မရေဇာဝင်းပြောတဲ့အချိန်ဓမ္မရေမဖန်း ရှင်းမှုပြန်မှုရဲ့လေပေါ်ရကိုမလိုက်လို့ရှိရင်ဖြင့်သေလိတ်သာရင်နဲ့အပယ်သွားမယ်မှန်ပါပါဘုရားသမင်းဆိုင်ရေသာရင်ပယ်သွားပါဘုရားဩတရားဓမ္မတို့ဆရာဘုန်းကြီးကတင်နေတဲ့လိုက်ရင်လိုက်ကြပါမှန်ပါပါဘုရားကိုရိုးရံနေဖြင့်ကိုဒုက္ခဖြစ်စီရဲ့မှန်ပါပါဘုရားဘုရုပ္ပရှင်မှာမခိုးဘုရုပ္ပရှင်မှာမဝဲဘုရုမှာမလိုက်ဘုရုမှာဒေါသမဖြစ်ဖဲနဲ့ ဒိဋ္ဌိဒိဋ္ဌုပါရံဒိဋ္ဌိအုပ်ချုပ်တဲ့ကံကထောင်သွားလို့အပေလေးကရောက်ရပါမယ်။ဒကာရမတွေကတော့ပြောကြတယ်။ဒကာကျွေးတို့ကတိတုလကုတို့ကပြောကြတယ်။တိတုဘာမှပြင်းမရှိဘူးကိုယ်တွင်ကိုယ်ဆောင်နေတာပဲ။ကိုယ်ဆိုင်ကိုယ်ဆောင်နေတာပဲလို့ထင်ကြတယ်နော်။ကိုယ်တွင်ကိုယ်ဆောင်ရင်ပဲတော့ကိုယ်ဆိုင်ကိုယ်ဆောင်ရင် မြင်တာဘူးမြင်တာပါဘုရားအဲ့တော့ဘာဖြစ်ဖြစ်ဆုံးဆိုတဲ့စကားကိုယနေ့ကစပြီးပါတာဝိပဿနာမရှိရင်ပြည့်စုံနေတယ်ဆိုတာကိုသုံးလိုက်ပါတော့မှန်ပါဘုရားရကြွေဤကြည့်တော့ဒါတော့ဖြင့်ဒီလိုရှိဖို့ပြည့်ကြတာနေတော့ဖြစ်ဖြစ်ဒီမြင်လို့လာပါလိမ့်မယ်မှန်ပါဘုရား အဲဖြစ်ဖြစ်မြောင်ဆိုတော့ဝိရဂာမရေရတဲ့မြေရှုရံနေမြေရှုဒါတော့စိတ်တွေရှုနေတာပဲရှုစိတ်ရှုဆိုင်စိတ်ရှုရှုလိုက်တဲ့အခါကျတော့မြေကငါးပါးကနဲ့လာတော့ဒိဋ္ဌိပြောင်းသွားဘူးဒိဋ္ဌိပြောင်းတဲ့ဒိဋ္ဌိကရံနော်ဒိဋ္ဌိရောက်ထုတ်တဲ့ကံအပေရိဘာဝစကံမသိနေဘူးအော်တို့ဒီကားလို့ရှင်ဖြင့်ဆရာဘုန်းကြီးပြောတဲ့သင်္ခေယောတဲ့အတိုင်းဝိပဿနာလို့လုပ်လိုက်တဲ့အခါကျတော့လေ ဘယ်လိုကကသိသွားတယ်ဆိုတော့ဆာသေးသေးရှားရှားမှတ်ပါမှန်ပါဘူးဒါရင်ဘုန်းကြီးဝေဃာရမလေးဒီတိုင်းတွေလို့မဖြစ်ဘူးဆိုတာပေါ်လာကြမှန်ပါဘူးဒီတိုင်းတွေလို့ဖြင့်မဖြစ်ဘူးဆိုတာသိရှားကြမှန်ပါဘူးကိုရောင်းနဲ့ကိုဝဲနဲ့ကိုရံဝဲနဲ့ကိုဂုံဝဲနဲ့ဒါလိုပြည့်စုံနေတာကတော့ဖြင့်တဲ့ ဒိဋ္ဌိဒိဋ္ဌိပါရံဒိဋ္ဌိအုပ်စုတဲ့ကံတွေလောက်ကင်နေတဲ့တွေဒကာစစ်တို့ဒကာကျော်တို့အခုပြုံးရတော့သေကံကြီးမဲ့ရတယ်နော်မှန်ပါဘူးဆိုရင်ကြာမကောင်းဘူးလားမှန်ပါဘူးအဲအခုပြုံးရတော့သေကံကြီးမဲ့ရလို့ရှင်းဖြင့်ဒကာကျော်ဒကာဦးလာဘူးတို့မြည်ဘူးမှမကယ်နိုင်ဘူးကယ်နိုင်ပါဘူးအဲ့ဒါကြောင့်ကယ်မဲ့ယူမဲ့တရားကိုအမှုထားပြီးလောက်ပါဆိုတာတိုက်တွန်းရမှန်ပါဘူးကယ်မဲ့ယူမဲ့တရားကိုမှန်ပါဘူး ုဒ္ဒာဒီကာလလောက်ပါဆိုတာကိုရှင်းလေးစားစွာနဲ့ပဲဒီတရားဗလမောကနေပြီးဒကာရမတွေမေတ္တာရှိထားပါလေမှန်ပါဘူးဝစီကံမေတ္တာရောမနောကံနိုင်ကြပါဆိုရင်သာရောကိုယ်ကိုယ်မကနာပဲနေကြတဲ့အချိန်လေးရောက်မှာကိုရောဒကာစီသိသိနော်မှန်ပါဘူးမိဘရောရာ တို့ဘာဖြစ်ရှိတယ်ဆိုတာမဆုံးမှန်နဲ့ကိုယ်စိတ်တော်ရင်ကိုယ်ပဲသွားရပါရဲ့ကိုရှာထားတဲ့ငန်းကိုဆိုင်အမတန်မနဲ့နာဘူးလားအဲ့ဒီနဲ့နာမှုတွေကိုဘုရားသာယာဝိညာဉ်နဲ့မှသွားအောင်လို့မသိနိုင်ရင်မရဘူးရပါဘူးရပါဘူးအဲ့ဒါကြက်ကြက်စဉ်းစားပါဆိုတာဒကာရမကြီးဖြစ်တဲ့လိုက်စမ်းပါဆိုတဲ့ဥစ္စာပြန် ဘယ်နေရာလဲရမှာတော့လို့မမေးပါနဲ့။ရာရာတဲ့နေရာလိုက်မြင်မြင်တဲ့နေရာ။ကြားကြားတဲ့နေရာ။ငယ်ငယ်ငယ်တဲ့နေရာ။ကြားကြားတဲ့နေရာ။အေးကြံကြံတဲ့နေရာ။အဲကြံတဲ့နေရာကစံစိတ်ကလေးဖြစ်ဖြစ်ရှု။အဲ့ဒီလိုဓမ္မတွေကနှလုံးသားမှန်သွားပြီဆုံးမဖြစ်ဖြစ်ပြဲရှိကဖြစ်တဲ့နောက်ကမဲ ရှိကပါပါလေနောက်ကပါပါလေအဲ့ဒီရှိကဖြစ်ဖြစ်နောက်ကနဲ့နဲ့နေကြပါမူကြရာဝမရေကသစ္စာအနုလောမိကဉာဏ်ရပါလေဘယ်ဉာဏ်ရပါလေသစ္စာနဲ့လျော်တဲ့ဉာဏ်ရတယ်လို့သုံးဖြည့်ချက်ချက်ရာဇဝရကျေတို့ဥဒ္ဓဝုတို့ပြောရတယ်သာသနာ့ဝင်တရားတော် ြည့်ပြတော့မြင်တဲ့ဉာဏ်ပိုင်းဉာဏ်ခေါ်ကြမယ်သစ္စာအနုရောဂိကဉာဏ်သစ္စာသိတဲ့ဉာဏ်ဘယ်လိုမှတ်ကြမယ်သစ္စာသိတဲ့ဉာဏ်လို့သိသိချာချာမှတ်သစ္စာဉာဏ်လို့လည်းခေါ်ခြင်းခေါ်လိုက်ပါတပည့်ကြားလားသစ္စာဉာဏ်လို့လည်းခေါ်နိုင်ရင်ခေါ်ရခေါ်နိုင်ပါတယ်ဆိုတာကိုလည်းသိမြဲချက်ချပါကြားတော့ခန္ဓာကိုယ်ကြီး ဟိုနေရာကပေါ်လိုက်ဒီနေရာကပေါ်လိုက်ဟိုနေရာကရားလိုက်ဒီနေရာကဆေးရောက်ခြင်းနဲ့စိတ်ပေါ်လိုက်ဒီနေရာကွန်းစားခြင်းနဲ့စိတ်ပေါ်လိုက်ပေါ်လိုက်စိတ်ဒီဖြစ်ပြည့်ဒီရှုနေတော့ဒကာဓမ္မတွေဖြစ်ပြည့်ဆိုတာမိမိသေးတာလုံးမှတ်လိုက်စမ်းပါဖြစ်ပြည့်ဆိုတာဘာပါလဲမိမိသေးတာလို့ဖတ်ထားစမ်းပါနော်ဘာကြောင့်မိမိသေးတယ်လို့ဆရာကြီးကသုံးပြည့်ချက်ချပေးရကြုံးဆိုတော့တတ္တဝါမှာနှစ်သိမ့်နဲ့အတတ်မရှင် ်သတ္တဝါကသိိနဲ့သိရှင်လေဆိုတာမှတ်ထားပါဘုရားရှင်းမလားရှင်းပါဘူးဘုရားဓမ္မစိတ်ပြကြလာတယ်သိနေသေးတာပဲနောက်စိတ်နဲ့ပြန်ပြီးတကလားရှုနေတာမိမိရှင်းတာပဲဒါပြန်အသေးကိုအရှင်းကကြည့်တာပဲဒါကြောင့်ပဲလို့မှတ်မယ်ကျေးဇူးများလိုက်တာဓမ္မတို့ကျေးဇူးများလိုက်တာအသေးကိုအရှင်းကကြည့်တာ သေးတော်ကသူများလားမင်းကြီးလားမင်းကြီးပါဗျာရှင်တော်ကသူများလားမင်းကြီးလားမင်းကြီးပါဗျာဩမင်းကြီးအသေးမင်းကြီးမြင်တာပါလားမြင်ပါဗျာမင်းကြီးဒုက္ခရောက်ကြဘူးမြင်ပါဗျာဒါတည်းမလျှော့နဲ့တော့ဒီမြင်ကိုမလျှော့ရပါနဲ့တရားဓမ္မတွေဒီပြေလိုက်ပါလေဒီမြင်ကိုမလျှော့လိုက်ကြပါနဲ့ဆိုတော့ကြာတော့ ရိုက်ကြဦးလားကိုမြန်မာများလာတော့မုံဆိုတဲ့ညာလာရမှာလားမလာရဘူးမြန်မာများလာတော့မုံညာလာရမယ်ဆိုတာသဘောကျအဲ့ဒီကလေးမြန်မာများတော့မုံမုံညာဆိုတဲ့နိဗ္ဗာန်ညာလာပါလေမုံမဲ့တဲ့ဆရာဘုန်းကြီးရဲ့သဗ္ဗေဒဂရမတွေအလုပ်ပေါ်မှာနေတဲ့အခါသတိနဲ့သွားမှာသိုးတဲ့ခဲ့ ဒါကြက်မုံရနဲ့ပေရှုပါမုံမုံနဲ့ပဲပေါ်ရလိုက်ပြပါမုံမုံနဲ့ပါလို့ကပေါ်ရလိုက်ပြီရှုနေတဲ့ခါကျတော့အော်မုံညာတော့ချင်းမိမိကြက်လာပြီလို့ကိုယ်ပိုင်မကြည့်ဘူးသိရလို့ချင်းမုံရနဲ့ရှုရှုပြီးကြလာနေမှတ်တတ်နေအော်ဒီဒုက္ခတွေကြီးတာမရှိပါကလားဆိုတာညံတက်လာနေတယ် ဒီဒုက္ခရဲ့ကြီးတာမရှိပါလားလို့ညံတက်လာတယ်မလို့